ားလုံးပဲမင်္ဂလာပါများ။ကောင်းဆက်တဲ့တင်ချင်မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ကုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုပိုင်းလေးရတော့မန္တလေးမြို့မှာစစ်မှုထမ်းတဲ့ပတ်သက်ပြီးအုပ်ကြီးတွေရဲ့ယုံမာမှုတွေကိုပေါ်ထုတ်လာတဲ့ပေါ့ကူတော့ဘုန်းကြီးရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာပေါ့ကူတော့ဘုန်းကြီးကအဲ့ဒီအုပ်ကြီးတွေရဲ့ဘလို့ယုံမာမှုတွေကိုပေါ်ထုတ်ထားတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့တင်ဒါလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဆက်နာရီ90နဲ့မှကုမ္ပဏီတနားရီခိုးတော့ပေါ့နော်မန္တလေးမဟာအောင်မဟာအောင်မြို့နယ်ချမ်းမြောက်ရပ်ကွယ်လို့ပဲဦးဇင်းတို့ဒါကြားပြရတယ်ပေါ့နော်အချို့ဟိုပေါ့ဒီဦးဇင်းတို့ခုဆိုလို့ရှိရင်စစ်မှုထားဥပဒေနဲ့ပတ်သက်ပြီးမှမဲပေးတဲ့မဲလောက်တဲ့ဟာတွေကပေါ့နော်အဲမဲမှာပထမမှုတွေပြန်ဖြစ်နေတယ်ဆိုတော့အကြောင်းရပ်ကွယ်အချို့ရင်မှုကနေပြီးမှသူ့ရပ်ကွယ်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေကိုရပ်ကွယ်အချို့ရင်မှုကဒီမဲကိုလိုက်တယ်ရပ်ကွယ်အချို့ရင်မှုကဒီမဲကိုနှိုက်တယ်နိုင်ပြီးမှသူ့ရပ်ကွယ်ကလူတွေကတော့မဲကြီးတဲ့ဟာတွေဆွဲလို့သွားပြီးမှအခြားရပ်ကွယ်ကဟာတွေကတော့ မဲတဲ့တဲ့အရာတွေကိုပဲလုပ်ပါတယ်ပေါ့နော်အဲ့တော့ရပ်ွက်တရားမကြည်မနှက်တွေဖြစ်နေကြတယ်ပေါ့လို့ကျင်လာတော့မဲလိုက်တာမှမျက်တာဘူးဆိုတဲ့သဘောပါနော်အားနဲ့ပတ်သက်ပြီးဥစဉ်ကခုလေးနေဖုံးဝင်လာတယ်အတားပိုင်ဥစဉ်ဖွင့်ပြမှာဖြစ်ပါလိမ့်မယ်နော်အဲ့တော့ဥစဉ်ကအုပ်ချုပ်ရေးမှူးနာမည်ရဲ့တိုင်တဲ့လူရဲ့နာမည်ရဲ့အကုန်လုံးဒီဥစဉ်အတားပိုင်ထဲမှာတော့ပါပြီးသားပါပဲနော်လက်ရှိဥစဉ်လိုက်တွေ့ဥစဉ်ပြောနေတဲ့အချိန်မှာပဲဒါမဲနိုင်ပြီးဆုံးပါလို့ဥစဉ်တို့ကြားသိရပါလိမ့်မယ်နော်ဒါအလုံးနားဆောင်ကြည့်ပါဗျာနိုင်ပါပြရတာ လိတ်ပြီးတော့သူကိုယ်ကဘယ်နဲ့လိုက်သွားလဲသူရဲ့ချက်ချက်အကြီးကြီးချောင်းလိုက်သွားတာအဲဟိုကဲဘယ်ကကိုအမောင်မီမျိုးနဲ့ချမ်းပြောက်ရက်ကွက်ကပါအင်းကျွန်တော်မောင်မီမျိုးနဲ့ပြီးတော့ကပလာကဖပါဒီတော့ရက်ကွက်ယာယီမှုလည်းလုပ်ပါလေပလာကဖလည်းတပ်ဖွဲ့ဝင်ပြောက်ပါအင်းစိုးရနိုင်မှာနာမည်ရအင်းဘယ်မှာနေအောင်ကျွန်တော်မောင်မီမျိုးနဲ့40နှစ်လမ်း80ပါဗျ40နှစ်လမ်း80ဟုတ်ကဲ့ဟုတ်อืมဘယ်မှာလဲလုံလိုက်ကြအောင် ဆိုတော့တပြို့တော့ဒီမှာပဲလူလေးရကျော်နိုင်တဲ့တိမ်ပါသူကမဲဝင်မဲလိုက်တယ်သူတို့လိတ်သွားတယ်လိတ်ပြီးတော့ကိုရရရင်သူကသူတို့ရက်ကွက်ကလူလေးကြီးပဲခေါ်သွားပြီးတော့သူကထိတ်ကနေ300ကျော်တွေ900ကျော်တွေနိုင်ထုတ်သွားလိုက်တာဒီလိုတော့ရက်ကွက်ကြတော့စနစ်လူလူ73လူလူတွေခြံခဲ့လိုက်တာပေါ့အင်းမတမအောင်လည်းပုတ်ပြလောက်သွားပါသူကအများရှိတော့အဲ့လိုပေါ့ဒါပေမဲ့သူကြီးသူကမဲလေးလိုက်ကြပြီသူကြီးမဲလေးလိုက်နိုင်သွားတာဆိုတော့သူတို့ကြီးရက်ကွက်ကအကြီးလေးပေါက်သွားကျွန်တော်ရက်ကွက်လူကြမင်းရဲ့ရက်ကွက်တွေဖြစ်ကုန်အဲ့ရက်ကွက်အုပ်ဆုံးကဘလူးတော့ကိုချိုရေးကကိုစမ်းယူတယ်ကိုစမ်းယူဟုတ်ကဲ့ဘယ်ဘယ်နေရာမဲလိုက်တာခုခုလေးလိုက်နိုင်တာဗျာ ဟောတခိုင်းထိတ်တိုက်ရှင်းရလားဘူးကြီးတီးရှင်းရတယ်ဗျာရှင်းရနော်ရှင်းရတယ်ဗျာဟုတ်ပြီဟုတ်ပြီဟုတ်ပြီနော်ဒါအားလုံးရက်ွက်အုပ်ချုပ်ရေးမှုကတော့ကိုစမ်းယူလို့ပဲပြောနေတာနော်ဘာရင်သူကဆိုးရနိုင်နဲ့နော်ရရရမှုပေါ့နော်ตัวอ่ะด่าတော့ဒီသူပြောတဲ့အတိုင်းဆိုလို့ရှိရင်တော့ဒါမဲอ่ะမတမာမှုလို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီဦးဆိုင်ကိုယ်တိုင်ဒီမဲတွေကိုလိုက်တယ်ဒီမဲတွေကိုလိုက်ပြီးမှာသူကသူကိုယ်တိုင်ဒီမဲကိုနှိုက်တယ်သူ့ရဲ့ဘက်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေမဲကအလုံးပေါင်း2400ကျော်နှိုက်အောင်ဖြစ်နေတာเนาะ ဲ့တော့မဲ400မှာကြီးတဲ့နံပါတ်တွေနိုင်ပါလေတေးတဲ့နံပါတ်တွေကတော့အဲ့ဒါကွက်တေးတေးတွေကိုချမ်းခဲ့တယ်တွေ့ကြတာကစစ်မှုထမ်းကအလှည့်ကြထားရမှာတေးရဲ့သူကရင်လဲရတာကြီးရဲ့သူကနောက်မှလဲရတာပေါ့နော်ဒါမျိုးလေးဖြစ်တာပေါ့အဲ့တော့သူကပြောချင်တာရာရင်မှုတယောက်အနေနဲ့သူတို့ရိုက်ကွက်မှာတော့ဒါသူကသူရဲ့ကောင်းပဲတာနော်ဒါဦးစင်းဖုံဖုံသူချွန်းလာတယ်ဝင်းမှာပြောချင်တာတော့ဦးစင်းပြောလိုက်တာတော့ရှင်းတယ်ခင်ဗျလူကြီးတွေတီးလို့ရှင်းရင်ခင်ဗျရှင်းရတဲ့ဒီရှင်းလားဆိုတော့လူကြီးတွေတီးလို့ရှင်းရင်လဲရှင်းရပါတယ်ခင်ဗျာတဲ့အဲ့တော့ဦးစင်းတို့မဟာအောင်မြင်မြို့နယ်မှာရှိတဲ့မသဘာအဖွဲ့ဝင်နဲ့တာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ ။ဒါမျိုးတွေမဲတမာမှုတွေမတရားမှုတွေကိုခချင်းပြောတော့လူတွေကနော်မဲဆိုလို့ဒါ LED ဆိုရတဲ့တက်ကမဲခုတ်ခဲ့လို့နိုင်ငံတော်ကဒီလိုကြီးဖြစ်တာလားသူပုံမှုတွေဖြစ်တာနော် LED ဆိုရတာလက်ထက်မှာမဲတာမခုတ်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။အခုလဲနတ်တကဆိုရလက်ထက်မှာယာယီမှုတွေအုတ်ချုပ်ရေးမှုတွေကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကတလာပြီဆိုတော့အခုကလေးကတလာပြီဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်ချွတ် မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာမဖြစ်စေချင်တဲ့အတွက်ကြောင့်မောင်မြေမျိုးမှာသုသောဥစဉ်ရဲ့အတားဖိုင်ကိုတခြားနားထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ခဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားလဲအဲ့ဒီအုတ်အုတ်ချွေးမျိုးထိရောက်သွားအရေးယူပေးဖို့အတွက်ကိုပြည်သူလူထုရဲ့ကိုယ်စားယာယီမှုတွေရဲ့ကိုယ်စားပေါ့ကိုယ်တော်ကနေမှဒါမောင်မြေမျိုးနယ်မှာရှိတဲ့အောင်ရှိပုဂ္ဂိုလ်များအားလုံးကိုဒါမေတ္တာရက်ခံခြင်းဖြစ်ပါတယ်အားလုံးလာပါပဲဗျာ